မိတ်ဆွေအတုဟာနံပါတ်၁ကကိုယ့်ဘက်ကတစ်ဖက်ကကိုပေါင်းသိတဲ့ပုဂ္ဂိုလ်ထံကနေပြီးတော့ဘာဖြစ်ဖြစ် तू ကရအောင်ယူတတ်တယ်နော်ဟိုကလေးတောင်းမယ်ဒါလေးတောင်းမယ်ဟိုကလေးယူမယ်ဒါလေးယူမယ်အမြဲတမ်းရအောင်ယူတတ်တယ်အဲ့ဒါကိုအညတ်တ္ထုဟရ तू ကယူပဲယူသွားတာအဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာရှိသေးတယ်တဲ့နည်းနည်းပါးပါးလေးပေးပြီးတော့များများယူသွားတယ် ဟင်းလေးတစ်ခွက်လာပေးပြီးတော့ဆန်တပြေလောက်ယူသွားဒါမဟုတ်ပါကိုစီကများများယူသွားတယ်သူကပေးတာတော့နည်းနည်းလေးတော့ပေးအဲ့ဒါလို့ပေးမှလည်းပဲများများရမှာဟုတ်အဲ့တော့အညတတုဟရလောကမှာရှိတယ်လူတွေကနည်းနည်းပေးပြီးတော့များများရအောင်ယူသွားတယ်သူကိုယ်တိုင်ဒုက္ခရောက်နေပြီဆိုလို့ရှိရင်အကူအညီရဖို့အတွက်တစ်ဖက်သားကိုတိတ်ကျွန်းတော်တယ် တစ်ဖက်သားကိုကျုံးလွန်ပြီးတော့ပေါင်းတဏလာအောင်ပေါင်းတတ်တယ်ပညာတထူရမိတ်ဆွေသူဒုက္ခရောက်နေတဲ့အချိန်ဆိုလို့ရှိရင်နော်အကိုကြီးအာကိုပါတယ်အမကြီးအာကိုပါတယ် ਨੇ ဟုတ်လားကြလာအောင်ပြောပြီးတော့ပေါင်းတတ်တယ်ပညာတထူရမိတ်ဆွေသူအကျိုးသူမျောပြီးတော့အမြဲတမ်းမိတ်ဆွေပေါင်းတင်လုပ်တတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအညတတုဟာမိတ်ဆွေလို့ခေါ်။အဲ့ဒီမိတ်ဆွေကမိတ်ဆွေအတုပါတဲ့။မပေါင်းနေနဲ့ဝေဝေကရှောင် ိုကိုတိုင်လည်းအဲ့ဒါမျိုးမဖြစ်စေနဲ့လို့ဒီလိုပြောတာဗျာနောက်တစ်ခုမိတ်ဆွေကဘာလို့ဆိုလက်မပါဘူးအပြောလေးကပဲချိုးတယ်မစီပရမမစီပရမဆိုလောကုလုံတတ်တဲ့မိတ်ဆွေမျိုးတဲ့ဒါလောကကြီးမှာအများကြီးရှိပါတယ်သူကလောကုလုံတာဘာနဲ့လောကုလုံတော့ဆိုရင်အတိတ်နဲ့လောကုလုံတယ်အနာဂတ်နဲ့လောကုလုံတယ်ဆိုပါစို့အိန္ဒိယအိမ်သွားနေတယ် ဟာတငယ်ချင်းကွာမင်းနောက်ကျလိုက်တာကွာမနေ့ကလာရင်ငါအိမ်မှာချက်သားဟင်းချက်ထားတယ်အခုတော့မင်းချင်းဟင်းပဲရှိတော့မနေ့ကချက်မချက်တော့မသိဘူးမနေ့ကအဲ့ဒါချက်သားဟင်းနောက်ဟိုလူကမစားရဘူးမစားရဝါကမမယ်လေဟိုမနေ့ကဟာနဲ့အက်ခံတွတ်လိုက်တာပဲအဲ့ဒါတခါတလျံဟိုနှစ်ကဟာနဲ့အက်ခံလိုက်ငါမနေ့တုန်းကစည်းကွားဖြစ်တော့ကမင်းမလာဘူးကွာမင်းကငါမျောလိုက်တာမင်းမလာဘူးအခုတော့ငါလည်းဒုက္ခရောက်နေတယ်ကွာဟော မပေးရဘူးလေဒါပေမဲ့ဟိုလူကဝမ်းသာသွားတော့ဒီကောင်ငါ့ဘောစေရနာရှိသားပဲလို့တော့ထင်သွားမှာပဲအဲ့ဒါမျိုးဝစီပရမတို့ခေါ်တယ်တဲ့နှုတ်သာပါတာလက်မပါဘူးအနာကနဲ့အခဏနဲ့ဆိုတာဘာလဲအေးနောက်နှစ်ခါကျတော့မင်းလာခဲ့ဒီဒီချိန်လာခဲ့မင်းလိုချင်တာတွေကအကုန်ရစေနောက်နှစ်ခါသွားရင်တော့ရချင်မှရမှာဒါပေမဲ့လို့နောက်နှစ်ခါနဲ့ပြောလိုက်တယ်သူကအဲ့ဒါအနာကနဲ့အခဏလို့ခေါ်တယ် အဲ့ဒီလိုအနာဂတ်နဲ့အခန်းနဲ့ပုံကမျိုးဟာလည်းပဲမိတ်ဆွေအတုပါတဲ့အစစ်မဟုတ်ပါဘူးလေအဲ့ဒီပုံကမျိုးနဲ့တတိထားရမယ်နောက်ပြီးတော့အကျိုးမရှိတာနဲ့လောကုတ်လုတ်တဲ့ဟာလည်းရှိတယ်မိတ်ဆွေတငယ်ချင်းတယောက်ကိုတွေ့ပြီဆိုလို့ရှိရင်တငယ်ချင်းလာပါမင်းဝတ်ထားတဲ့အဟုတ်ကလည်းမကောင်းဘူးဒီမှာငါဝတ်ထားတာလေငါလည်းဒီတည်းတည်းရှိလို့ကွာအလုံးစုံမင်းငါပေးပါလေပေးတော့မပေးဘူးဟုတ်ကဲ့ငါလည်းဒီတည်းတည်းရှိလို့ အနိုးဆိုမင်းငါပေးပါငွေသွားချီလို့ရှင်နေဟာငါမှဒီနေ့ကြက်နေသေးလို့ပါအနိုးဆိုငါမင်းပေးပါဟာငါတဲ့မှာကုံထဲမှာအကုန်မြုပ်နေလို့မင်းငါမပေးနိုင်သေးဘူးကွာငွေချင်းအဲ့ဒီလိုလုပ်ပြီးတော့တကယ်စိတ်အတွင်းကမပါဘူးစိတ်အတွင်းကမပါအဲ့ဒီလိုပုံကုမျိုးမိတ်ဆွေမျိုးမိတ်ဆွေတို့မစီပရမမိတ်ဆွေလို့ခေါ်ပစ္စုပန်နဲ့ကြတော့အပြက်ကိုပြတယ်ဆိုပါစို့တကယ်ချင်းငါသွားเสียရရှိလို့မင်းကားလေးခဏငါဆမ်း ဟာငါကမင်းလျှော့သွားမကောင်းလို့ပါဒီနေ့ဝါရှော့တော့တကယ်တော့ကောင်းတယ်ကောင်းကျင်လည်းကောင်းနေမှာပေါ့နော်ကားဘာဖြစ်နေလို့ခီးဝင်သွားလို့မရသေးဘူးသို့မဟုတ်ငါကဝါရှော့ထိုးထားတယ်ဟုတ်ဟုတ်မဟုတ်ဘူးပေါ့ပစ္စုပန်မှာအပြက်ပြလိုက်တယ်လေအပြက်ပြလိုက်တဲ့အခါကျတော့မပေးရတော့ဘူးပေါ့အဲ့ဒီလိုပစ္စုပန်မှာအပြက်ပြပြီးတော့လူတစ်ဖက်သားကိုပြောတဲ့မိတ်ဆွေမျိုးပါဝစီပရမမိတ်ဆွေမျိုး ဒါနောက်ကကြီးမှကြုံရထပ်ပါလေဒါမျိုးတွေအဲ့ဒီမိတ်ဆွေကတော့မိတ်ဆွေတို့ပါတဲ့မိတ်ဆွေအစ်မဟုတ်ပါဘူးနောက်တစ်ခုကတော့ဘယ်တော့မဆိုအကြိုက်ကိုလိုက်ပြောတတ်တဲ့မိတ်ဆွေအကြိုက်ကိုလိုက်ပြောတတ်တယ်သူ့အကြိုက်တိုင်းလိုက်ပြောတာကောင်းတယ်လိုက်ပြောတာပဲမကောင်းတယ်လိုက်ပြောတာအဲ့ဒီမိတ်ဆွေမျိုးကလည်းမိတ်ဆွေတို့ပဲတဲ့မကောင်းဘူးဘယ်လိုအကြိုက်လိုက်ပြောတာတုံးဆိုလို့ရှိရင်မကောင်းတာပြောလဲအေးကောင်းကောင်းတယ်ကောင်းတာပြောလဲအေးကောင်းတယ်ကောင်းတယ် နော်ကိုတပည့်သားအကြိုက်ကိုလိုက်ပြောတာမဲတော့ဖြစ်တယ်ဟုတ်ကဲ့သမားပေါ့နော်ဘာဖြစ်ဖြစ် yes ပဲသူကတော့အဲ့ဒါလို့အကောင့်ဘက်ကနေလိုက်ပြီးတော့ပြောအစိုးလဲအကောင့်ဘက်ကလိုက်ပြောဘယ်ဘက်ဖြစ်ဖြစ်အကောင့်ဘက်ကနေလိုက်ပြောမကောင်းမှုတွေလုပ်မယ်ဆိုရင်လည်းဟာကောင်းတာပေါ့ကောင်းတာတွေလုပ်ရင်လည်းဟာကောင်းတာပေါ့ဘယ်ဟာပဲဖြစ်ဖြစ် तू ကြိုက်တာ तू ပြောတဲ့စကားတန်နောက်လိုက်ပြီးတော့သူ့အကြိုက်လိုက်ပြောတတ်တဲ့မိတ်ဆွေမျိုးကလည်းမိတ်ဆွေမဟုတ်ဘူးတဲ့ဒါတွေကိုလည်းလူတွေက ပေါင်းသိညတာဘာဖြစ်လို့လဲကိုယ်သဘောနဲ့အန်ချက်ဖြစ်နေတာအဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူကရှေ့မှာကြတော့ချင်းမနဲ့ရှေ့မှာကြတော့ချင်းမလူတွေကရှေ့ကြတော့ချင်းမညာတယ်လေဟုတ်တာမဟုတ်ဟုတ်တာမဟုတ်မင်းသိတော်တာဘာညာနဲ့ဆိုအဲ့ဒီလူရဲ့ထွက်သွားရောမင်းငေါ်ချင်ရတယ်ဒီကောင်ဒီတိုင်းဒီကောင်ဘယ်ဟုတ်လဲဒါမျိုးတွေဟောနော် လူနှစ်ယောက်အတင်းပြောနေတယ်မဟုတ်လားအတင်းပြောလို့ရှိရင်သူတို့နှစ်ယောက်တွေ့တဲ့အခါမှာဒီပြင်လူတစ်ယောက်အကြောင်းပြောတာဒီပြင်လူတစ်ယောက်အကြောင်းဟာမကောင်းကြောင်းနေပြောဆိုရင်နောက်တစ်ယောက်ကထသွားအဲအလုံးစရာရှိသေးတယ်ပြန်လိုက်အောင်မယ်ဆိုခုတစ်ယောက်ကဘာလို့မေးထိုးပြီးတော့ကြံရနေသူလည်းတူတူပါပဲဒီလူဟာမျိုးတွေတဲ့အဲ့ဒါမျိုးဆိုလို့ရှိရင်တော့အဲ့ဒါအနုပိယပါဏီရှေ့တော့ကောင်းတယ်ကြွယ်ရကြတော့အတင်းပြောတယ်အဲ့ဒါလည်းမိတ်ဆွေကောင်းမဟုတ်ဘူးတဲ့ယေရှုဗျာတတိထားမယ် ုဂ္ဂိုလ်မျိုးတွေပဲနောက်တစ်ခုကျတော့နံပါတ်၄ကဘာတော့ဆိုလို့ရှိရင်စီးပွားပြည့်ဖို့အတွက်မှာအပေါင်းအသင်းဖြစ်နေတဲ့ပုဂ္ဂိုလ်အပါရသာဟာယပစ္စည်းဥစ္စာတွေပြည့်ပျက်စီးဖို့အတွက်အပေါင်းအသင်းနဲ့ဘာတော့ဆိုလို့ရှိရင်အေးဘီယာဆိုင်သွားမယ်ဆိုဖော်ပဲလိုက်မယ်နော်တရားပွဲဆိုရင်တော့မလိုက်ဘူးဘီယာဆိုင်ဆိုလို့ရှိရင်အေးလိုက်မယ်နော်ပြရဆိုင်အရက်ဆိုင်သွားမယ်လိုက်မယ် ။နောက်ပြီးတော့အဲ့ဒီဘက်မှာတောက်ဖို့တောက်ဖက်အဲ့ဒါအပါယသဟာယလို့ခေါ်တယ်။နောက်အချိန်မတော်အချိန်တော်လမ်းလည်းကောင်ထွက်ပြီးတော့လယ်ဘုပတ်ဖို့ခေါ်ရင်လည်းပဲလိုက်မယ်ပဲ။အဲ့ဒီဘက်မှာကျစိတ်ဝင်စားတယ်။ဖះတော့အကြောင်းတဲ့ကြတော့မလိုက်ဘူး။မဖြစ်သေးတို့ညာရှိသေးတို့နော်အလုတ်မအားသေးတို့အလုတ်ကတော့ဘယ်တော့မှမအားပါဘူးအလုတ်အားမှဆိုရင်တော့မရှိတော့နော် လို့ဆိုရကူအာမအာတာလေကူအာမအာအေးနောက်တစ်ခုကသူကဘာလုပ်တော့ဆိုပွဲလမ်းသဘင်သွားကြည့်အောင်လိုက်တယ်ပွဲလမ်းသဘင်သွားကြည့်အောင်ခေါ်လို့ရှင်လိုက်တယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှင်ဘယ်နေရာသွားပြီးတော့ချက်ထိုးရအောင်နှလုံးတွေထိုးအောင်ဘယ်နေရာသွားပြီးတော့ဖဲရရအောင်ဆိုလိုက်တယ်အဲ့ဒီလိုကိစ္စမျိုးမှာလိုက်လျောတဲ့အဖို့ပြုတဲ့မိတ်ဆွေမျိုးဟာအပါရတဟာရလို့ခေါ်ပါတယ် အဲ့ဒါတွေကလည်းအပေါင်းအသင်မိတ်ဆွေအစ်စ်မဟုတ်ပါဘူးတဲ့ဒီပုဂ္ဂိုလ်တွေပေါင်းရင်းဖြင့်ပျက်စီးသွားနိုင်ပါတယ်မြတ်စွာဘုရားမပေါင်းသင်ရမယ့်မိတ်ဆွေမိတ်ဆွေလွတ်တော်မြတ်စွာဘုရားကမခေါ်ဘဲနဲ့အမိတ်တရန်သူလွတ်တော်သတ်မှတ်တယ်။ဘာကြောင့်ရန်သူလွတ်သတ်မှတ်တော့ဆိုပျက်စီးဆုံးရှုံးမှုရဖြစ်တာဘူး။ပရမတော်တွေတွေနေတာဟုတ်တယ်အောင်အောင်ရှိသို့ပေါ့ကိုယ့်ဘဝပျက်စီးဖို့ပဲဒါရ။တော့ဘောတော့ဖဲလောင်းကစားဘောလောင်းကစားဖဲအပြောဘောသွားဖို့သွားဖဲဆိုပျက်စီးဖို့ပဲမဟုတ်လား။ ပျက်စီးဖို့ပဲအဲ့ဒါမျိုးကိုအပါယသဟာယလို့ခေါ်တယ်။အဲ့ဒီလိုမိတ်ဆွေမျိုးကလည်းလောကမှာအများကြီးအဲ့ဒါကိုမြတ်စွာဘုရားကအမိတ်တရန်သူလို့ပဲသတ်မှတ်တယ်မိတ်ဆွေသတ်မှတ်အေးပေါင်းလိုက်တဲ့အခါကျတော့လေးမျိုးမြတ်စွာဘုရားဟောထားတယ်။အဲဒီလိုပုဂ္ဂိုလ်မျိုးကိုယ်တိုင်လည်းမဖြစ်သင့်ဘူး။ကိုပေါင်းတဲ့သင်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းဒါမျိုးကိုမိတ်ဆွေလို့မသတ်မှတ်သင့်